ဒီဇင်မာအေးနဲ့နန်းနှက်ပွင့်ရဲ့အဘူဒတ်နန်းနှက်ပွင့်ဟာဓာတ်ဒုစန့်ကျင်ပစ္စည်းအန်တီအောက်ဆီဒန့်တွေကျွေးရပါတယ်ဒါကြောင့်ကိုယ်ခံအား immunity ကိုမြင့်တင်ပြီးဂူလူလေးတွေတိုက်ပြီးနှာစီးချောင်းဆွများတဲ့ဆောင်းရသည့်အတွက်အထူးအသုံးတည်ပါတယ် ပအေးမိတာတုတ်ကွေးဖြစ်ခြင်းများမျိုးတက်တာစီပါတယ်ဒါဆိုဘလို့တောက်အောင်လဲဒီနွေးပြူထဲမှာနန်းတဲ့ပွင့်တပွင့်နှစ်ပွင့်ခန့်တောက်ပါဒါပေမဲ့ဂျပန်နန်းတဲ့ပွင့်သူကတော့အစိတ်တောက်ပြစီလို့လုံးဝမတုံးဆွဲတင်ပါဘူးနွေးနွေးထွေးထွေးနေထိုင်ပြီးကျန်မာကြပါစေ အေးဒံကိုကောင်းကောင်းကြောက်ဖြတ်လိုက်ကြပါစေ။